်မင်္ဂလာပါရှင်ခိတိသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်အနီးရခိုင်တပ်တော် AA ရောက်ရှိလာပြီးနေပြည်တော်တဝက်အရေးပေါ်အခြေအနေပုံမူတင်းမာလာပြီးဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်အချိန်ချင်းမြမစစ်တပ်ကိုစွန့်အားကြီးမားစွာတိုက်ခိုက်နိုင်ခဲ့တဲ့ရခိုင်တပ်တော် Aragon Army AA ဟာယခုအခါမှာနေပြည်တော်နာသို့တိုက်ရိုက်ရောက်ရှိလာပြီးဆိုတဲ့အချက်တွေသတင်းဌာနတွေနဲ့ဒေသခံတွေထံမှသတင်းများထွက်ပေါ်လာနေကြသည် အစောပိုင်းကတော့ရခိုင်ဒေသနဲ့အင်းတော်ချင်းပြည်နယ်တဝိုက်မှသာတိုက်ပွဲများဖြစ်ပေါ်ခဲ့တော့လေနောက်ပိုင်းမှာတပ်မဟာအမျိုးမျိုးကိုတဖြည်းဖြည်းချင်းချဲ့ထွင်သွားပြီးအခုချိန်မှာစစ်ရေးဆွမ်းအားတွေကိုအမျိုးမျိုးသောအိဒိယာများတို့တိုးချဲ့လာနိုင်ခဲ့ကြောင်းလုံခြုံရေးကဏ္ဍတွေကခံမှန်းထားကြပါတယ်။တိုင်းဒေသကြီးအမျိုးမျိုးမှာတိုက်ပွဲတွေဖြစ်ပေါ်နေစဉ်အေအေတပ်သားတွေကိုနေပြီးတော့အနီးနားတဝိုက်မှာတွေ့မြင်ခဲ့ရကြောင်းဒေသခံများကပြောဆိုခဲ့ကြပါတယ်။ အဆိုပါတရင်အရာ AA တက်ဟာနေပြည်တော်နဲ့ပတ်ဝန်းကျင်လုံခြုံရေးအဆင့်တွေကိုစမ်းသပ်နေတယ်လို့အချို့လမ်းကြောင်းတွေမှာစီရင်များရက်တန့်စစ်ဆေးမှုတွေကိုပါမြင်တွေ့ခရကြောင်းဆိုထားသည်ထို့အခြေအနေကြောင့်နေပြည်တော်တဝိုက်မှာအစိုးရတပ်ဘက်ကစီရင်များလက်နက်ကြီးများထပ်မံထည့်သွင်းနေသည့်အခြေအနေများလည်းဖော်ပြထားသည်နိုင်ငံရေးကောင်ထဲဖော်သူများထံမှလည်းဤသတင်းအပေါ်ထိရောက်မှုကိုအလေးထားစွာထောက်ပြနေကြသည် နေပြည်တော်ဟစေအုပ်ချုပ်ရေးအစိုးရရဲ့အကြီးအကဲဗဟိုအခြေစိုက်ရာဖြစ်တဲ့အတွက်ထိုက်ရိုက်ထိခိုက်လာပြီဆိုလျှင် ဆရာနာရှင်အတွက်အလွန်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဟုဆိုကြသည်။တရင်အရာအခုချိန်အထိနေပြည်တော်အတွင် တိုက်ပွဲတိုက်ရိုက်မဖြစ်သေးပေမယ့်လုံခြုံရေးတင်းမာမှုကြောင့်ပြည်သူအများအနေနဲ့ခံရမည့်အခြေအနေဖြစ်နိုင်ကြောင်းသတိပေးနေကြသည်။တချို့ဒေသခံတွေကတော့လုံခြုံရေးအတွက်အိမ်တွေထဲမနေနိုင်တဲ့ဖြင့်အနီးအနားရွာတို့ထွက်ပြေးထားကြောင်းသတင်းများထပ်မံထွက်ပေါ်လာသည်။နောက်ထပ်တိကျတဲ့အချက်လက်များကိုသတင်းဌာနတွေကစောင့်ကြည့်နေစေဖြစ်ပြီးအခြေအနေဟာနေ့စဉ်အခြေအနေအလိုက်တဖြည်းဖြည်းတိုးတက်လာနိုင်သည်ဟုခန့်မှန်းကြသည်။ ဆက်လက်ပြီးရန်ကုန်မန္တလေးအမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမှိုင်းတိုင်းအမှန်318အနီးကစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားဒီကနေ့အောက်တိုဘာ9ရက်နေ့ညနေ3နာရီအချိန်တိုက်ပွဲဖြစ်နေတာကြောင့်လမ်းပိုင်းအုံပြုတဲ့သူတွေသတိထားသွားလာကြဖို့နဲ့လက်ရှိမှာလမ်းပိုင်းလေယာယီပိတ်ဆို့နေတယ်လို့သိရပါတယ်။318မိုင်ဆိုတာကမန္တလေးမြို့တွေဝင်တော့မယ်လေဒေတာဦးနဲ့မိတ်တီလာကြမှာပါ ဒီမနက်ရန်ကုန်ကိုသွားဖို့မန္တလေးကအထွတ်မှာတိုက်ပွဲဖြစ်နေတယ်ဆိုလို့စောင့်နေတာအချိန်ကနေ့လယ်ပိုင်းလဲရောက်နေပြီရန်ကုန်အဝင်နောက်ကျသွားနိုင်တာရောညပိုင်းမမောင်းကျင်တာရောနောက်ရက်အေးဆေးဖြစ်မှာပဲသွားတော့မယ်ဟုမန္တလေးမြို့က New Day မြန်မာရဲ့သတင်းရင်းမြစ်ကပြောပါတယ်ဒေါ်လာရေးပူပေါင်းတက်တွေဟာရန်ကုန်မန္တလေးအမြန်လန်းမိုင်တိုင်အမှတ်338 339အနီးကပြင်စီအမြန်လန်းရဲကင်းစကန်ကိုတိုက်ခိုက်နေတာလို့သိရပါတယ်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့တပ်ဆိုင်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖက်ကအတိအပြေထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။ အမြန်လန်းတိုက်ပွဲတွေနဲ့ပတ်သက်လို့မလို့အဖေအမြန်လန်းမတုံပြူဖို့ကားမှန်ချမှောင်ဖို့လမ်းကိုညှပိုင်းအသုံးမပြုကြဖို့တိုက်ပွဲဖြစ်ပွားရင်ရောက်ရနေရမှာရက်တန်ပြီးလုံခြုံတဲ့နှီးစက်ရနေရာတွေမှာနှိထိုင်ကြဖို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက2024ခုနှစ်အမြန်လန်းတိုက်ပွဲဖော်ဆောင်နေစဉ်ကတည်းကသတိပေးထားပါတယ်။ဆက်လက်ပြီးအုတ်ရှိပင်မြို့နယ်ရှိကပါစာချောင်းဤကစင်လန်ကာကင်စခန်းကိုအေအေနှင့်ပူပေါင်းတက်ထိုးစစ်ဆင်တိုက်ခိုင်းနေအကြံဖက်စေအုပ်စုအကြဆုံးများစွာနဲ့စုခွာနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ။ပဲခူးတိုင်းအုတ်ရှိပင်မြို့နယ်အမှတ်6ကားကွယ်ရေးပစ္စည်းထုတ်ဆက်ရုံကားပါဆ6အနီးကဆင်လန်ကျေးရွာရှိစစ်ကောင်စီရဲ့ကားကင်းစခန်းတွေကိုဟာရကတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်ကအကြဆုံးများပြစွာနဲ့ဆုတ်ခွာနေရတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ဆင်လန်ကျေးရွာနေရှိစစ်ကောင်စီရဲ့ကာကင်းစခန်းတွေကိုအာရကတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလပထမပတ်မှာထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိမှာအဲ့ဒီရွာအနီးနားရှိကာကင်းစခန်းတစ်ခုကိုသာသိမ်းပိုက်ရရှိထားပြီး လက်ကျန်ကကင်းစခန်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီဟာလည်းအဆိုပါတိုက်ပွဲဖြစ်ပွားနေကြတဲ့စင်လန်ကျေးရွာအနီးရှိကကင်းစခန်းတွေကိုလေကြောင်း drone တွေနဲ့လက်နက်ကြီးပစ်ကတ်မှုတွေအဆက်မပြတ်ပစ်ကတ်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ကတ်မှုတွေကြားကပဲအရကတက်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ထိုးစစ်ကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအကြမ်းဆုံးများစွာနဲ့ပဲစုခွာမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ ။ဆင်လန်းဘက်မှာတိုက်ပွဲကတော့ပြီးခဲ့တဲ့ဩဂုတ်လကတည်းကပင်ဖြစ်နေကြတာရှိပါတယ်။စက်တင်ဘာလမှာတော့ AA နဲ့ပူပေါင်းတပ်တွေကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတော့တိုက်ပွဲတွေကပိုပြင်းထန်နေကြတာပါ။အဲဒီဘက်မှာကင်းစခန်းတစ်ခုကိုတော့ရှာထားပြီးကြံကာကင်းစခန်းတွေကိုထိုးစစ်ဆင်နေတယ်လို့သိရပါတယ်လို့ AA နဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟောင်းစင်လန်ကြီးရွာတိုက်ပွဲတွင်မှတရုတ်ထုတ်နီးပညာဖြင့်ထရုံးတွေကိုအထူးကဦးစားပေးကတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ် တိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိသွားကြတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းစစ်အင်အားလာရောက်ဖြစ်တင်စားတဲ့စစ်ကားကြီးတွေနဲ့ရွှေတောင်မြို့ရှိဂရင်တရာဆက်စေယုံကြီးကိုစေကူတာမှုခံယူဖို့အတွက်ခေါ်ဆောင်သွားကြတယ်လို့လည်းသိရပါတယ်။စင်လန်းကြီးရွာဟာအရကတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ညောင်ကျိုးကြီးရွာနဲ့စစ်ကောင်စီတပ်ရဲ့ကာပါဆတ်ဆက်ယုံတည်ရှိတဲ့ညောင်ချီတောက်ကြီးရွာအကြားမှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ နောက်ကြီးတော့ကြီးရွာနီမှာစစ်ကောင်စီတပ်ရဲ့ကပ္ပစ6ဆက်ယုံတရှိပြီးအာရကတက်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေတိုက်ပွဲပေါ်ဆောင်နေတဲ့ဆင်လန်ကြီးရွာနဲ့ဆိုပါကခုနှစ်မိုင်ခန့်သာကွာဝေးတော့တာလည်းဖြစ်ပါတယ်။အာရကတက်တော်အေဟာပဲခူးတိုင်းအနောက်ကျန်းရှိဗထောင်တောင်ကိုလမ်းပိုက်ကညောင်ကျိုးစခန်းအပါဝင်ငိုထီစခန်းတောင်ပုံကြီးစခန်းနဲ့ပကံကွဲစခန်းတို့ကိုပူပေါင်းမဟာမိတ်တပ်တွေနဲ့အတူတိမ့်ပိုက်ထိန်ချုပ်ထားတာလည်းဖြစ်ပါတယ်။ လက်ရှိမှာအာရကတက်တော်နဲ့ဥပပေါင်းမဟာမိတ်တပ်တွေဟာစင်လန်ကျေးရွာရှိကာကင်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်ပါကစစ်ကောင်စီတပ်ရဲ့ကပ္ပဆာဆက်ယုံတွေကိုပါချိန်ချောက်လာနိုင်တော့မှာဖြစ်တယ်လို့အဆိုပါစစ်စင်ရေးနဲ့ညီဆက်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တအူကသတင်းဌာနကိုပြောပါတယ်။ဒီစင်လန်ကျေးရွာကကာကင်စခန်းတွေကိုတင်ပိုက်ပြီးရင်တော့စစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းကုန်ကျန်းထုတ်လုပ်တဲ့ကပ္ပဆာ6ဆက်ယုံကိုရောက်ပါတယ်။စစ်ကောင်စီတပ်ကလည်းအဲ့ဒီဘက်ကိုမရောက်နိုင်အောင်အတွက်စစ်အင်အားဖြည့်တင်းနေတာရှိပါတယ်။ ကပါစာ6ဆက်ယုံကတော့ပုံမှန်အတိုင်းပဲလေပတ်နေတယ်လို့လည်းသိရပါတယ်။စစ်လက်နက်ပစ္စည်းတွေပြောင်းရွှေ့ထားမျိုးတွေလည်းမရှိသေးဘူးလို့သိရပါတယ်။တော်လန်ရေးတက်တွေကလည်းလက်နက်ကြီးတွေနဲ့ပြည်ရင်ပြစ်လို့ရတဲ့အနေအထားကိုရှောင်နေပြီလို့ပြောလို့ရပါတယ်လို့အဆိုပါတော်လန်ရေးတက်ဖွဲ့ဝင်တက်ဦးကပြောပါတယ်။အုတ်ရှိပင်မျိုးနဲ့ညောင်ချေတောက်ကြီးရွာမှာတည်ရှိတဲ့ကပါစာ6ဆက်ယုံကိုလေသာတောင်၊စင်လန်းတောင်စံပလက်တောင်စတဲ့ကာကင်းကုန်းစခန်းတွေနဲ့ကာယံထားတာဖြစ်ပြီးအုတ်ရှိပင်မြို့ရဲ့ တောင်ဘက်ပသိမ်မုံရွာကားလမ်းပေါ်မှာကပ္ပဆာကိုကပ္ပဆာ၅ဆက်ယုံတို့တရှိနေတာလည်းဖြစ်ပါတယ်အာရကတတော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဘကူတိုင်းမှာကာပါစာဆက်ယုံ9ယုံရှိနေတာဖြစ်ပြီးပြည်မြို့နယ်မှာကာပါစာ3 9 19ဆက်ယုံတို့ရှိပြီးအုတ်ရှိပင်မြို့နယ်မှာတော့ကာပါစာ5 6 9နဲ့ဆက်6ဆက်ယုံတို့တရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိ AA နဲ့ PDF တို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကာပါစာ6ဆက်ယုံဟာစစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းတွေအတွက်အ धिक ကုန်ကြမ်းထုတ်ပေးနေတာဖြစ်ပြီး အခြားသောကပ္ပစဆက်ယုံတွေအကုန်လုံးနဲ့လည်းဆက်ဆက်နေတာဖြစ်ပါတယ်။ဆလပီအနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိ၅ဦးအပါအဝင်ဆယ်နှစ်ဦးသေဆုံးပြီးရိတ်ခါကိုယ်တော်နှလုံးပြိုကျပျက်စီးတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိ၅ဦးအပါအဝင်ဆယ်နှစ်ဦးသေဆုံးပြီးရိတ်ခါကိုယ်တော်နှလုံးပြိုကျပျက်စီးခဲ့ကြောင်း Children Rocket Brother CRB မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘားလ၂ရက်နေ့တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းကိုတော်လန်ရေးတပ်ဖွဲ့များက၉ချိန်မြောက်အဖြစ် Rocket ဆယ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းစစ်တိုင်းရုံးမှအရာရှိ၅ဦး၊ရိတ်ခါ၉တောင်ဆောင်စစ်သား၂ဦးနှင့်တပ်မိသားစုဝင်၅ဦးကွဲချင်းပြီးတေဆုံခဲ့ကြောင်းထို့ပြင်တပ်တွင်းမိသားစု၅ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူများကိုတဆခွဲ၄မြင်းဆောင်၃၀၀တပ်စည်းရုံတို့အရေးပေါ်ပို့ဆောင်ထားကြောင်းသိရပါတယ်။ ထို့ပြင်နမခစစ်တိုင်းရုံအတွင်ရှိရိတ်ခါကူတော်နှလုံးလေးဖြိုချပြက်စီးခဲ့ပြီးဒေါ်လာရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်ကိုကိုးချိန်မြောက်အဖြစ် rocket စေလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့။စစ်ကွေးရာရှိ၅ကောင်အပါဝင်တပ်မိသားစုဝင်တွေကစုစုပေါင်း၁၂ကောင်ထိဆုံးနေ။ပြည်သူလူထုအနေနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကိုကူညီထောက်ပံ့ပေးဖို့အတွက်ပဲပြောချင်ပါတယ်ဟု Children Rocket Brother CRB မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Children Rocket ညီနောင် Children Rocket Brother CRV ဦးဆောင်ပြီးမဟာမိတ်ဖွဲ့များဖြစ်သောချိုမိုင်မိုင်ကနင်ချင်းတွင်ဘရာတန်ဖူတလင်ဒီဖရန့်ဖုန်းဖက်ထရယ်ဒီမိုကရက်တစ်ဖုန်းဘာမာအာမီမုံရခရိုင်တရင်ဆက်လေဘူလက်ကောင်းနေရင်းမာပင်ခရိုင်အမှတ်9တရင်နှင်းဖူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးမင်းလာမျိုးနယ်တွင်စစ်တပ်၏တူယောင်တရားမဝင်ရွှေကောက်ပွဲအတွက်ထုတ်ပြန်ထားသောမဲစင်းများကို PDF တပ်ဖွဲ့ကမီးရှို့ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပဲခူးတိုင်းမင်းလာမျိုးနယ်တွင်အကြံဖက်စစ်တပ်၏အတူယောင်တရားမဝင်ရွှေကောက်ပွဲအတွက်ထုတ်ပြန်ထားသောမဲစင်းများကိုမီးရှို့ရှင်းလင်းခဲ့ကြောင်းတရားဝတီခရိုင်တရင်3800နှင့်တပ်ခွဲနှင့်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလ6ရက်နေ့ည7:30မိနစ်ခန့်တွင်မင်းလာမြို့နယ်စင်တဲကုံအုပ်စုစင်တဲကုံကြီးရွာရှိလူငယ်အားမှန်စာကြည့်တိုက်တွင်အကြံဖတ်စစ်တိတ်တူရောင်တရားမဝင်ရွေးကောက်ပွဲအတွက်ထုတ်ပြန်ထားသောမဲဆင်းများကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်ပြီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။စစ်ဖွဲ့ရွေးကောက်ပွဲအတွက်စင်တဲကုံအုပ်စုကမဲဆင်းတွေကိုကျွန်တော်တို့ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တဲ့ဖြစ်ခတ်မှုဖြစ်ပေါ်လာတော့မရှိပါဘူး။မဲဆင်းတွေကတော့အကုန်လောင်သွားပါတယ်ဟုတာယာဝတီခရိုင်တပ်ရင်3800နှစ်တပ်ခွဲနှစ်မှာတာဝန်ရှိသူကပြောဆိုပါတယ်။ ထိုသို့မိရှုရှင်းလင်းမှုဖြစ်ပွားပြီးနောက်ယနေ့အောက်တိုဘာလ9ရက်နေ့မွန်လွဲ့တနားီ30မိနစ်ခန့်တွင်စင်နေကုန်းကြီးရွာရှိလူငယ်အားမှန်စာကြည့်လိုက်ကိုအကြံဖတ်စစ်သားများရောက်ရှိလာပြီးစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသိရပါသည်။အဆိုပါရှင်းလင်းမှုကို3800နှစ်တက်ခွဲနှင့်ဒီအောက်ပြောက်ကြတက်ခွဲမှရှေးပေါ်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်လည်းအကြံဖတ်စစ်သားများအဒီသွာလာနေထိုင်ခြင်းများမပြုလုပ်ကြရနှင့်တတိထားသွာလာနေထိုင်ကြရန်တာယာဝတီခရိုင်တပ်ရင်း3800နှင့်တပ်ခွဲနှင့်မှအတိပေးပြောဆိုထားပါသည်